ရုရှားနဲ့တရုတ်အပါအဝင်အဖွဲ့ဝင်နိုင်ငံ၁၇နိုင်ငံ ပါဝင်တဲ့ BRICS အုပ်စုမှာအလှည့်ကျဥက္ကဋ္ဌလုပ်နေတဲ့ဘရာဇီးနိုင်ငံကပုံမနီးကပ်စွာပူးပေါင်းဆောင်ရွက်ကြဖို့ဒိန်းလာနေကတောင်းဆိုလိုက်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်လက်ထက်ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ယူကရိန်းပြည်ပခါတွေဖြစ်ပွားနေချိန်မှာအခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ ယူကရိန်းနဲ့၃ရက်ကြာအပြည့်ရထားဖို့ရုရှားတမရဗလာဒီမာပူတင်ကအမိန့်ပေးထားချိန်မှာဒီအုပ်စုမှာပါဝင်တဲ့နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေရီယိုဒီဂျနေရိုမြို့မှာတွေ့ဆုံစည်းဝေးနေကြပါတယ်။ယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီးကတော့ဒါဟာအမျက်ထုတ်ချဲလှယ်ဖို့နောက်တစ်ချိန်ကြိုးပမ်းမှုပဲလို့ဒီလိုရက်ကိုဖော်ပြပြောဆိုပါတယ်။ထိတ်တိုက်တွေးမှုအစားတန်တမန်ရေးနဲ့လောက်ကင်ဖို့ တစ်ဖက်သက်ဆောင်ရွက်မှုအစားပူးပေါင်းဆောင်ရွက်ကြဖို့ကျွန်တော်တို့တင်ပြတိုက်တွန်းပါတယ်လို့ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးမော်ရိုဗီအေရာကဘရစ်စတန်တမန်တွေကိုရီယိုမြို့မှာပြောကြားသွားခဲ့ပါတယ်။ယူကရိန်းနိုင်ငံကပြည်ပခါဟာပြင်းထန်တဲ့လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်မှုကိုဆက်လက်ဖြစ်ပေါ်နေစေပါတယ်။ဒါဟာတန်တမန်ရေးဖြည့်ရှင်မှုအရေးတကြီးလိုအပ်နေတယ်ဆိုတာကိုမိမောင်းထိုးပြနေပါတယ်လို့သူကဆက်ပြောသွားပါတယ်။ အီဂျစ်၊အီသီယိုးပီးယား၊အိန္ဒိယ၊အင်ဒိုနီးရှား၊အီရန်၊ဆော်ရီအာရေဗျာ၊တောင်အာဖရိကနဲ့အာရဗ်စော်ဝါးများပြည်ထောင်စုတို့ပါဝင်တဲ့ဒီဟုတ်စုရဲ့ဝင်ကြီးတွေဟာဇူလိုင်6ရက်နဲ့9ရက်နေ့မှာကျင်းပမဲ့ခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးအတွက်အစီအစဉ်တွေကိုချောတက်ဖို့တွေ့ဆုံနေကြတာဖြစ်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှုပရိသတ်တွေထောက်ပံ့ပေးမှုဟာ အကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။